hello ကျွန်တော်တို့ရဲ့ listening skill ကို intermediate level ကနေ upper intermediate level ကိုဘယ်လိုမြင်တင်ကြမလဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ listening skill ကို intermediate level ကနေ upper intermediate level ကိုတက်ကြမယ်ဒီလိုတက်နိုင်ဖို့လေ့ကျင့်တဲ့နည်းတစ်ခုကိုမျှဝေပေးမယ်ဆိုရင်သင်တို့ level ကိုတက်လို့ရပြီလीဟုတ်တယ်ဟုတ်ဆိုတော့ ကျွန်တော်တို့ဒီ intermediate level မှာတက်နေတဲ့ listening နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ကဟိုရေဘူးရနားလည်တာပါပဲဟုတ်ပါတယ်ကျွန်တော်တို့ listening ကိုလေ့ကျင့်ဖို့ podcast တွေနားထောင်ရမယ်ဖြစ်တဲ့ movie ကြည့်မယ်ဒါမှမဟုတ် YouTube video တွေကြည့်မယ် cartoon တွေကြည့်မယ်စသဖြင့်ဒီလို listening ကိုလေ့ကျင့်ကြရတယ် ီမှာကျွန်တော်တို့ podcast တစ်ခုနားထောင်ပြီးတိုင်းဇာတ်ကားတစ်ခုကြည့်ပြီးတိုင်း YouTube video တစ်ခုကြည့်ပြီးတိုင်းကတ်တုန်းကားတစ်ခုကြည့်ပြီးတိုင်းကျွန်တော်တို့နားလည်လိုက်တာဒီအဲ့ဒီအရာရဲ့ရေဘူးရာအတိတ်ပဲကိုပါပဲဆိုတော့ကျွန်တော်တို့အဲ့အရာရဲ့အသေးစိတ်ကိုအနားမလဲလိုက်ပါဦး ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ပြဿနာကရေဘူရ general နားလည်ပြီးတော့အသေးစိတ်နားမလည်တာပါအထူး uh, advanced vocabulary ပါတဲ့ uh, video တွေဆိုရင်ကျွန်တော်ပို့ဆိုပါတယ်ဒီ advanced စကားလုံးတွေပါနေရောပို့ပြီးတော့နားလည်ဖို့ခတ်တော့ပါရောဆိုတော့ဒီနားမလည်တဲ့ပြဿနာကိုဖြေရှင်းဖို့ကျွန်တော်တို့ listening skill ကိုဘယ်လိုမြင့်တင်ကြမလဲ okay how to practice listening effectively ဆိုတော့ကျွန်တော်တို့ကပထမဆုံးပေါကတ်တစ်ခုနားထောင်မယ်ဆိုတော့ Okay နောက်တစ်ချက်အနေနဲ့အဲ့ဒီပေါကတ်နားထောင်တဲ့အခါမှာ speaker ကပြောတဲ့သူကအကြောင်းအရာတစ်ခုကိုဆွေးနွေးမယ်အဲ့ဒီအခါသူကအာ तू က watch out အကြောင်းဆက်နံအကြောင်းပြောလိုက်တယ်အဲ့ဒီအခါမှာကိုကချက်ချင်းပဲအဲ့ podcast ကိုရက်ပြီးတော့အဲ့ speaker ပြောလိုက်တဲ့ စကလုံးအတန်ထွက်တွေရဲ့စကလုံးကိုခြားရေးမယ်အတန်ထွက်တွေရဲ့စကလုံးကိုခြားရေးမယ်ဆိုတော့ကိုခြားရရဲ့စကလုံးတွေကသူပြောလိုက်တဲ့အတန်ထွက်နဲ့ဒူညီလားမိုင်ကန်လားဆိုတာကိုစက်တိုက်တင်ဖွင့်ပြီးရောစစ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ခြားရေးစကလုံးတွေက speaker ပြောတဲ့ speaker ပြောတဲ့အတန်ထွက်နဲ့ဒူညီရဲ့စကလုံးတွေဆိုရင်ကျွန်တော်တို့က listening ကောင်းနေ ဒါမှမဟုတ်မတူဘူးကိုချရရတဲ့စကားလုံးနဲ့စပီကာပြောချင်တဲ့စကားလုံးကမတူညီဘူးကိုကအတန်ထွက်မှားပြီးတော့ကြားလိုက်တယ်ဒါမှကို yes listening ကမကောင်းလို့မှားတော်တယ်ဆိုရင်ကျွန်တော်တို့ကပြောတဲ့သူရဲ့ဒီအတန်ထွက်ကိုရင်းနှီးတော်မယ်ပူပြီးရင်းနှီးမယ်ပူပြီးရနားလည်သားမယ်ပြီးတော့ကိုကကိုမှားတော်တဲ့စကားလုံးနားချမှားတော်တဲ့စကားလုံးရဲ့အတိတ်ပဲ ဒိဗေဆိုတာအသံထွက်ကိုပို့ပြီးရရင်းနှီးကြောင်းဝင်သွားမယ်ပေါ့နော်ဆိုတော့ဒီလိုလုပ်ခြင်းအပြင်ကျွန်တော်တို့ကကိုယ့်ရဲ့ဟိုအသံထွက်နဲ့ကြားနိုင်စွမ်းနေကို မြင့်တင်နိုင်တယ်ဆိုတော့ဒီနီလန်းကိုကျွန်တော်ကဒီကြားတဲ့အသံထွက်တည်းရဲ့စကလုံးကိုခြားရည်ခြင်းလို့နာမည်ပေးထားတယ်တကယ်ပြောရရင်ဒီနီကိုကိုကနားမလည်တဲ့အသံထွက်တည်းကြားတိုင်းကိုကြားတာက သူတို့ပြောတာ ਨੇ တူညီလားဆိုတာခြားရတာပါအဲ့ဒီကားသူတို့ပြောရတဲ့ဟာတွေကို နားလည်လာမယ်သူတို့ပြောတဲ့အသံထွက်တဲ့ကိုရင်းနှီးလာပြီးကိုယ့်ရဲ့ listening skill ကပိုပြီးမြင့်တင်မြင့်သွားမယ်ပြီးတော့ကိုကရေပူရနားလည်တာမျိုးမဟုတ်ပဲတဲ့သူတို့ပြောလိုက်တဲ့စကားလုံးတစ်လုံးချင်းစီကိုနားလည်လိုက်တာဖြစ်တဲ့အတွက်အသေးစိတ်နားလည်သွားမယ်အဓိကကတော့ကို နားမလည်တာတွေကိုမရင်းနေတဲ့အတန်ထွက်တွေကိုနားလည်လာပြီးရင်းနေလာမှာဖြစ်တယ်။ကဲဘလောက်ကောင်းလိုက်တဲ့နီးလန်းလေးလေ။ဆိုတော့ဒီနီးလန်းကနည်းနည်းအချိန်ယူပြီးလေ့ကျင့်ရတဲ့ဆိုပေမဲ့အရန်ကောင်းပြီးအတုံးတဲ့စီမဲ့နီးလန်းမလို့ကျွန်တော်မျှဝေပေးလိုက်ပါတယ်။ကဲနောက်ဆုံးတစ်ချက်အနေနဲ့ the resort ကျွန်တော်တို့ဒီနီးလန်းကိုလေ့ကျင့်ပြီးရတဲ့အခါမှာတကယ်ဘာတွေရလာမှာလဲ။ ေ့ကျင့်ပြီးတဲ့အခါဘာတွေများရမလဲလို့မိတ်ဆွေစဉ်းစားမိရင်ပထမချက်နေနဲ့ကိုယ့်ရဲ့နားကြားမတာတွေတွေ့လာမယ်ကိုယ့်ရဲ့အမားတွေတွေ့လာမယ်ပြီးတော့ native speaker တွေအမြန်ပြောတဲ့အသံတွေကိုပုံမိုရင်းလေးပုံမိုရင်းနှီးလာမယ်သူတို့စကားပြောမြင်တာတွေကိုအေးစိနားလည်နိုင်သွားမယ်ပြီးတော့စကားလုံးအစ်စ်တွေ what's such a အစ်စ်တွေစကားဆက်အစ်စ်တွေကိုပို့ပြီးတော့ ရင်းနှီးကြောင်းဝင်သွားမယ်ဆိုတော့ကိုယ့်ရဲ့ listening skill ကလည်းနောက်ထပ် level တစ်ခုကိုရောက်ရှိသွားတယ်ဟုတ်တယ်ဟုတ် okay ဒီနည်းလမ်းလေးကိုတောင်းချပါအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်